အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့လိုင်းမုံမှာမကြခဏတွေ့ရတဲ့မော်ရီရဲလို့ခေါ်တဲ့ငါးမျိုးစိတ်တမျိုးအကြောင်းပဲဖြစ်ပါတယ်ဝေလပင်ကြီးဟာအန်အော်ဖွယ်အကောင်မျိုးစားများစွာနဲ့ပြည့်နှံ့နေတဲ့နေရာတစ်ခုပါပြပြပညာရှင်များစွာဟာပင်လယ်ပင်ရဲ့900ခန်းနှုန်းကိုသာလေးလက်တရှိသေးတာလည်းဖြစ်ပါတယ်ပင်လယ်ပင်ရဲ့လှပမှုတွေထူးဆန်းမှုတွေကတော့အဆုံးမရှိပါဘူးဒီလိုထူးဆန်းတဲ့သရှိတွေထဲကမှအရှေ့အောင်နှကိုရုပ်ဆန်းပြီးလူသိများတဲ့တရဝါတစ်ကောင်ရှိပါတယ်သူ့ရဲ့မျိုးလုံးတွေကနှဆိုင်ပြီးကြောက်စရာကောင်းကခန္ဓာကိုယ်ကမွေးလို့ရှိလျားပြီး ကျောရိုးတွေကတော့အစိပ်ပြင်းတဲ့ငါးတွေလို့မဟုတ်ပဲလှုပ်ဝဲဆန်းကျင်နေတတ်ပါတယ်။ဒီအကောင်ကတော့မော်ရီယဲလို့ခေါ်တဲ့မြန်မာအခွန်နဲ့ဆိုရင်မော်ရီငရှင်လို့ခေါ်တဲ့ပင်လယ်အကောင်ရဲ့စိတ်ဝင်စားပွဲတဘာဝကိုတင်ဆက်ပေးမှာပါ။ဒုတိယဝါဟာအနေရရှိသလိုအလှလက်ရှိတဲ့ငါးမျိုးစိတ်တမျိုးဖြစ်ပါတယ်။မော်ရီယဲဟာဘာလဲဆိုတာကိုကျွန်တော်နည်းနည်းလေးထပ်ပြီးရှင်းပြပေးပါမယ်။မော်ရီယဲဟာငါးမျိုးစိတ်တစ်ခုဖြစ်ပြီးသိပံအခေါ်မူရနိုက်လို့ခေါ်တဲ့ငါးမျိုးစိတ်မိသားစုတွေကပါ။ဒီကောင်တွေရဲ့ပုံစံဟာရှယ်လမျိုးရှိပြီးတချို့မျိုးစိတ်တွေက20စင်တီမီတာလောက်ပဲရှိပေမဲ့တချို့မျိုးစိတ်တွေကတော့3မီတာအထိရှိတတ်ပါတယ်။ တို့ဟာအခြေကိုမရှိတဲ့မိုင်းမစရီတွေကတမျိုးဖြစ်ပြီးအသားရည်ဟာချွတ်ပြပြဖြစ်ပြီးအစ်စ်တတလေးတွေနဲ့ဖြစ်ပါတယ်ဒီလိုချွတ်ပြနေတဲ့အရေးပြားဟာယောဂပုံမှန်ကန့်ညှင်းမှုကိုကာကွယ်ပေးနိုင်ပါတယ်တို့ရဲ့အရာဟာအစိမ်းမိခုအဝါအပြာလိမ္မော်အဖြူရှိတဲ့အပြင်တချို့အကောင်တွေဟာအကွက်ကွက်တွေပါဝင်တတ်ပါတယ်တို့မှာချွတ်ထပ်ပြီးခိုင်မာတဲ့မေယိုတွေနဲ့သွားတွေလည်းရှိပါတယ်တို့ပါဇက်ဟာအမြင်ဟနေတယ်လို့မြင်နေရပြီးကြောက်စရာလည်းကောင်းနေတတ်ပါတယ်တကယ်တော့ဒါဟာအသက်ရှင်နေဆက်ဆက်နေတာပါ သူတို့ရဲ့ဂျဲပေါက်လေးတွေကတင်းငယ်လွန်းလာကြောက်ရေကိုလုံလောက်စွာစီးဆင်းအောင်မစားပြီးရေကိုဆွတ်တင်ရတာပါ။ဒါကြောင့်သူတို့ဟာအများချင်းချောင်းနေသလိုမြင်နေရတာဖြစ်ပါတယ်။မိုးရေငရှင်းတွေကိုကဘာတဝန်းကပင်လယ်နဲ့သမုတ်တရားတွေမှာတွေ့နိုင်ပါတယ်။အထူးသဖြင့်ကံယိုရန်အန်ဒီတန်လာကြောက်တန်းတွေကြောက်ဆောင်တွေရှုပ်နေတဲ့ထဲမှာနေထိုင်တတ်ကြပါတယ်။သူတို့ဟာအခေါင်းပေါက်တွေကြောက်ကူတဲတဲလေးတွေတန်လာကြောက်တန်းတွေရဲ့ကြားထဲမှာခိုအောင်နေထိုင်တတ်ကြပါတယ်။သူတို့ဟာသစ်ပင်များစွာပေါက်နေတဲ့နေရာတွေမှာနေရတာကိုမကြကြပါဘူး။ အကြောင်ပင်လယ်ကျောက်တောင်နဲ့ပင်လယ်ကမ်းခြေရဲ့မြေရောက်တွေမှာသာနေထိုင်ကြပြီးပင်လယ်ကျောက်တွေပေါ်မှာပေါရောက်နေတဲ့အပင်တွေကြားမှာနေထိုင်တဲ့ငါဗစုံနဲ့ရေပွဲတွေကိုအစာအဖြစ်စားတော့ကြပါတယ်။ဒါကြောင့်တနာကျောက်တွေဟာသူတို့ရဲ့အဓိကဆက်ချက်ပဲဖြစ်ပါတယ်။မိုရီတွေရဲ့မြို့ပွားချင်းဖြစ်စဉ်ကလည်းစိတ်ဝင်စားစရာပါပဲ။သူတို့ဟာဥအနေနဲ့မြို့ပွားကြပါတယ်။အမတွေဟာဥပောင်းတောင်းချီကိုဥပါတယ်။ဒီဥတွေကနေပေါက်လာတဲ့အကောင်လေးတွေကိုလက်တပါလို့ခေါ်ပြီး plastic အိတ်လိုမျိုးပါလွာပြီးဖျောင်းလို့အယောင်ရှိတဲ့အကောင်လေးတွေဖြစ်ကြပါတယ်။ ဒီကောင်လေးတွေကလှိုင်းရေစီးကြောင်းတွေနဲ့အတူမြောက်ပါသွားပြီးရက်တပတ်ပေါင်းများစွာလာပေါင်းများစွာအချိန်ယူကတဖြည်းဖြည်းနဲ့ရှေ့ပုံစံသို့ပြောင်းလဲကြပါတယ်။မူရီငါးတွေဟာအမြင်အာယုံထက်အနက်ခံအာယုံကိုအသုံးပြုပြီးညဘက်မှာအစာထစားလေးရှိတဲ့ငါးမျိုးဖြစ်ပါတယ်။ဒိဆန်တွေရဲ့သဘာဝအတိုင်းမျိုးစိတ်တူငါးချင်းချင်းကိုလည်းတခါတလေမှာစားသောက်ကြပါတယ်။သူတို့ကိုအဓိကအားဖြင့်ပုံမှန်တွေ့ရနိုင်တဲ့နေရာတွေကတော့အာဖရိကအရှေ့ဘက်ပင်လယ်အနီးအင်ဒိုနီးရှားဖိလစ်ပိုင်ထိုင်းနီးကပင်လယ်ပြင်တွေအမေရိကန်နိုင်ငံဟာဝိုင်ကျွန်းအနောက်ဘက်ကပင်လယ်အနီး မြန်မာနိုင်ငံမှာဆိုရင်တော့မိုးဆိုးတောင်မင်မော့ကော့တောင်ပင်လယ်ပြင်တွေမှာတစ်ခါတလေတွေ့နိုင်ပါတယ်။မိုးရေငါးတွေရဲ့သွားတွေကအတောက်ကိုချွန်ထက်ပြီးခိုင်မာတဲ့မေးရိုးတွေလည်းရှိပါတယ်။အစာတစ်ခုကိုတစ်ချက်တစ်နက်ဖမ်းနိုင်တဲ့စွမ်းရည်အပြင်ကြိုက်မိရင်လည်းချွန်ထက်တဲ့သွားတွေကြအသားတွေပက်ထက်သွားနိုင်ပါတယ်။မိုးရေငါးရှင်းတွေမှာတခြားငါးတွေမှာမရှိတဲ့နောက်ခံသွားစနစ်ရှိပါတယ်။ဒီနောက်ခံသွားဟာအလိုင်းရံစကားထဲကလိုပဲဂရင်းနောက်ကနေအစာကိုဆွဲယူတတ်ပါတယ်။ကျွန်တော်ပုံနယ်လေးပြပေးပါမယ်။ဒီလိုထူးခြားတဲ့သွားနှစ်ခုရှိနေတဲ့အတွက်သူတို့အစာစားပုံကို double jaw feeding system လို့သိပ္ပံနည်းနဲ့ခေါ်ပါတယ် မော်ရီမျိုးစိတ်ဟာမျိုးစိတ်အဖြစ်နေရာကျော်ရှိပါတယ်။လူတိများတဲ့မျိုးစိတ်တွေကတော့ဂျိုင်းယန့်မော်ရီအရှည်3မီတာရှိပါတယ်။ဟန်နီခွန်းမော်ရီဟန်နီခွန်းမော်ရီကတော့အလှသောမျိုးစိတ်ဖြစ်ပါတယ်။ပြတိုက်တွေမှာလည်းမကြာခဏမော်ရီတွေကိုတွေ့နိုင်ပါတယ်။ပြတိုက်တွေမှာတွေ့ရတဲ့မော်ရီအမျိုးအစားကတော့ Snowflake မော်ရီလို့ခေါ်ပါတယ်။ထုံကားတွေကလူကိုတိုက်တာနဲ့ပြင်မဲ့သူ့နေရာကိုထိခိုက်လာရင်ကိုက်တက်ကြပါတယ်။ခြုံတက်တဲ့သွားတွေကြောင့်ပြက်ရှာတန်ရလည်းရနိုင်ပါတယ်။တချို့မျိုးစိတ်တွေကအစိတ်မရှိပေမဲ့အနည်းငယ်အစိတ်ရှိတဲ့မျိုးစိတ်တွေလည်းရှိပါတယ်။ ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်အကင်မိုးတော့မစူးစမ်းတင်ပါဘူးထိုတတဘာလေးတွေဟာပင်လယ်ပြင်ရဲ့ ecosystem အတွက်အလွန်အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်မိုးရေငါးတွေကိုဖမ်းတာကိုမိတ်ဆွေတို့မြင်ဘူးကြမှာပါမိုးရေငါးမျိုးစားအလုံးဟာစားလို့မရပါဘူးဘာကြောင့်လဲဆိုရင်တချို့သောမိုးရေမျိုးစားတွေမှာပင်လယ်အဆိပ်ရှိနေပါတယ်အဆိပ်ပါဝင်နေတဲ့ငါးတွေကိုမတီးပဲစားလိုက်မယ်ဆိုရင်ကိုလက်နာတာအာယုံခံအဆိပ်ပိုင်းအလုပ်ပုံမှာမလွတ်နိုင်တာတွေအပြင်တိတ်ဆုံးသည့်အထိအဓိကဖြစ်နိုင်ပါတယ် အပြရန်ငရှိအများစုကတော့အရေပြားနဲ့ချွဲမှာအစိတ်တောက်တွေရှိနေတတ်ပါတယ်။ဂျပန်ဖိလစ်ပိုင်နဲ့အီတလီတောင်ပိုင်းဒေသကလူတွေကတော့အစိတ်ကိုနီးမျိုးစုံနဲ့ဖယ်ရှားပြီးစားနေကြတော့မှာပဲ။1980မှာမိုရီ9ကိုစားပြီးအစိတ်တင်ပြီးတည်ဆုံးသွားတဲ့ဖြစ်ရမှန်လည်းရှိပါတယ်။မိတ်ဆွေတို့အနေနဲ့ထုံ9ကိုမြင်မယ်ဆိုဟမ်းမို့မကြိုးစားဖို့ပြောကြလိုပါတယ်။ကျွန်တော်တင်ဆက်ပေးတဲ့ကြားအလေးကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားခဲ့ရဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးခဲ့ကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။